မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျเนาะဇက်ကဒီနေ့မှာတော့2025ခုနှစ်မေလနောက်ဆုံးအပတ်တာအတွင်းမှာဗုဒ္ဓဖူးရဟုတ်သားသမီးမိတ်ဆွေတွေအတွက်တပတ်စာကัญญမဟောစတန်းကိုဆရာကတားတော့နဲ့ရွတ်ဖတ်ပြီးมาဖြစ်တဲ့အတွက်ဗုဒ္ဓဖူးသားသမီးမိတ်ဆွေရဟုတ်သားသမီးမိတ်ဆွေတွေအားလုံးဘိဗီယာတွေဝေးကွာကြပါစေလို့ဒီကနေ့မေတ္တာပို့ဆုတောင်းရင်းနဲ့ဒီမေလ24ရက်နေ့ကနေလကုန်ပြီးမှာဗုဒ္ဓဖူးရဟုတ်သားသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ယင်ထဲမှာ လုပ်ငန်းတက်အလုပ်တက်ဘယ်လိုစတင်လှုပ်ဆောင်ရင်ကောင်းမလဲဆိုပြီးတော့အနာဂတ်အတွက်စဉ်းစားနေတာမျိုးမိမိနေနဲ့အနာဂတ်မှာမဖြစ်လာသေးတဲ့ကံဒီမှာငါအနာဂတ်အတွက်အေးအေးဆေးဆေးနေရအောင်ငါရဲ့လုပ်ငန်းတစ်ခုလုံးဘဝတစ်ခုလုံးအေးချမ်းအောင်ဘာတွေလုပ်ရင်ကောင်းမလဲဆိုပြီးတော့လမ်းစာတွေးခေါ်နေတာမျိုးလမ်းကြောင်းတစ်ခုကိုစတင်ရတဲ့အတွက်အချိန်ယူစဉ်းစားတွေးခေါ်နေတော့အပ္ပတ္တကာလအပိုင်းခြားဖြစ်တဲ့အတွက်မိတ်ဆွေတို့အနေနဲ့ဒါဟာကောင်းတဲ့အလုပ်ပဲဖြစ်ပြီးတော့အေးတည်တည်ရှာရှာလေးစဉ်းစားတွေးခေါ်ပြီးတော့လှုပ်ဆောင်ရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေလမ်းစာမှန်ကိုတွေးရှိမယ်ဆိုတဲ့ကာလအပ္ပတ္တအပိုင်းခြားမျိုးဖြစ်ပါတယ်ခင်ဗျာဒါအပြင်ကြမ်းပါရည် တမိုင်းနဲ့ပတ်သက်လာရင်တော့စိုးရိမ်စရာဘာမှမရှိပါဘူးအထူးသဖြင့်အစာိုင်နဲ့ပတ်သက်ပြီးတော့စီးနဲ့ပတ်သက်ပြီးတော့ငကူကအခြေခံအဖြစ်အခြေခံရှိတဲ့မိဆွေများပေါ်တော့ဒီအပတ်တာတော့ဒီမှာအပူအချက်အဆက်စာလေးကိုစော့စားပါအဲတကယ်လို့ကျမ်းမာရင်ညလာရင်မကောင်းတဲ့အတိုက်ခိုက်တွေမကောင်းတဲ့အတက်ပညာသူများသူများပူဇော်တိုက်ခိုက်တာမျိုးလေးတွေကြုံရတာမျိုးလေးဖြစ်ရတဲ့အတွက်တော့တတိထားပါပြီးတော့စေတနာတွေပေါ်ပါနဲ့စေတနာတွေဝေဒနာဖြစ်ရတတ်ပါတယ် အဲ့ဒါဆိုရင်ဒီလာတာတော့ဒီမှာစက်ပစ္စည်းနဲ့ပတ်သက်တာလေးတွေစာချုပ်စာတမ်းကိစ္စနဲ့ပတ်သက်တာလေးတွေသတိထားပြုမှုဆောင်ရွက်ပါဘာကိုဖြစ်ဖြစ်စကားအများကြီးပြောတဲ့အလုပ်တွေဟာအမှားအများကြီးပါတတ်တဲ့အတွက်ကိုယ့်ရဲ့မြင်ကလေးနဲ့လှုပ်ဆောင်တာမျိုးလေးတွေတိတိကျကျစဘာကတော့စဘာညီကိုကတော့ညီကိုစဘာကတော့ပေါက်စည်းဆိုတဲ့အတိုင်းပဲစရင်စရာနဲ့တိတိကျကျနဲ့လှုပ်ဆောင်မှအားနာရင်ခါပါတတ်တဲ့ကာလဖြစ်ပါတယ်ဆက်တူဆိုင်ရာလုပ်ငန်းတွေမှာသတိထားလှုပ်ဆောင်ပြီးပါစာချုပ်စာတမ်းကိစ္စစီးပွားဆိုင်ရာကိစ္စလေးတွေမှာလည်းအဲမိတ်ဆွေတို့အနေနဲ့ဟိုကျွန်တော်လိုပေါ့ လုပ်ငန်းတွေမှာဆိုရင်တော့တတိထားပြုမှုကညီကိုမမတွေနဲ့ပတ်သက်လာရင်စိတ်ပင်မလူပင်မဖြစ်ရတာမျိုးလေးတွေလော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 ဆုံးဖြတ်တာမျိုးလေးအရင်စလို့ဆုံးဖြတ်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုအားနည်းစီတော့အပတ္တကာလအပိုင်းရှားဖြစ်ပါတယ်ခင်ဗျာငွေကြေးငွေကြေးနဲ့ပတ်သက်ရင်တော့ငွေတွေလုံးဝနေချင်းကနေဝင်လာတာမျိုးတွေမိမိတို့အနေနဲ့အเจ้าရမျိုးစုံနဲ့လုပ်ငန်းကြောင့်အိမ်တော်ဘက်ကြောင့်အလုပ်ကြောင့် လုပ်ငန်းကိုင်ငံနဲ့ပတ်သက်လို့ဖြစ်စေအကြောင်းအရာမျိုးစုံနဲ့ဘလောက်ပဲခက်ခက်ခက်ခဲမရှိဘူးငွေကြီးနဲ့ပတ်သက်ရင်လုံငန်းချင်းကလေးဝင်လာတာမျိုးတွေငွေကြီးကံကောင်းမွန်တာမျိုးတွေဖြစ်ရတတ်တဲ့အတွက်တော့ပုံမှန်တိုင်းလေးလောက်တော့ပါညံ့နေရင်တော့အလိုလိုပြေပြောင်းမဲ့ကာလဖြစ်တဲ့အတွက်ငွေကြီးနဲ့ပတ်သက်လို့ရှေ့လို့ဆောင်ရလောက်ဆောင်မှာအထူးသဖြင့်ရရှားနေရှားကနေငွေဝင်လာတာမျိုးတွေပြပမထင်မှတ်တဲ့လုပ်ငန်းတစ်ခုခုကနေလက်ရှိရှိနေတဲ့ငွေစည်းကြောင်းကနေအခြားတနေရာကနေငွေတွေဝင်လာတာမျိုးတွေကျင်းတည်ရရှိတတ်တော့အပတ်တာကာလဖြစ်ပါတယ်။ဒါကြောင့်ထီကန်ဆန်းလို့တပါဆိုရင်လည်းကန်ဆန်းလို့ကောင်းတော့အပတ်တာကာလပိုင်းရှားဖြစ်ပါတယ်ခင်ဗျာ။ အရှိရေးလူငယ်တွေအရှိရေးမှာတော့ အိမ်အောင်ပြုခြင်းစိဆက်ခြင်းလူကြီးမိဘတွေနဲ့တိုင်ပင်ပြီးတော့လက်ထက်ရစိဆက်ရအိမ်အောင်ပြုရမင်္ဂလာရက်တွေပြောဆိုတဲ့အခါမှာအာသာခြင်းကောင်းမွန်ခြင်းတွေ့တွေ့ရတတ်တဲ့ကာလဖြစ်တဲ့အတွက်ကြောင့်အဲမိမိတို့နဲ့မိမိချစ်တော်မြန်လို့တော်သူတွေကိုချစ်သူဘဝကနေအိမ်အောင်ဘဝကိုကူးပြောင်းဖို့အတွက်ဆိုရင်တော့ဒီကာလဟာအစဉ်ပြေအောင်ညှိနှိုင်းဆောင်ရွက်တိုင်ပင်ရန်အာသာကောင်းမွန်တိုးတက်ပါတယ်။သမီးကြီးသားများအနေနဲ့ကတော့တုံးနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေလို့ရှိရင်ဇရာသမားအကြီးအကဲလူကြီးမိဘတွေရဲ့အကူအညီအကြံစီကိုရယူပြီးတော့လှုပ်ဆောင်လိုက်ရင်အစဉ်ပြေခြင်းတွေဂျားလူခံနိုင်အစဉ်ပြေခြင်းတွေတိုးတက်ခြင်းတွေရရှိမယ်ဆိုတဲ့အဖတ်တာကာလအပိုင်းချာ ဖြစ်ပါတယ်ခင်ဗျာလုပ်ငန်းကိုင်ကလုပ်ငန်းကိုင်ကနဲ့ပတ်သက်ရင်လက်ရှိရှိနေတဲ့နေရာကနေပြီးတော့ခရီးထွက်တာမျိုးလေးတွေခရီးသွားလုပ်ငန်းလေးတွေအကျိုးပေးတယ်လက်ရှိယာရုလုပ်ငန်းကိုင်ကနဲ့ပတ်သက်လို့ယာရုမတိုးဘူးဆိုတဲ့မိတ်ဆွေဘုတ်တခုရောက်သားပြီးမြန်ယာရုတိုးနိုင်တယ်ယာရုတက်နိုင်တယ်အခွင့်အလမ်းကောင်းတွေကိုရှာဖွေတွေ့ရှိနိုင်ပြီးတော့လက်ရှိလုပ်နေတဲ့အလုပ်ကအဆင်မပြေဘူးအခြားတစ်ခုကိုလှုပ်ဆောင်မှုတွေးနေတဲ့မိတ်ဆွေများတကယ်ကိုရဲရဲကြီးချိန်ချက်စလုပ်ပြီးလှုပ်ဆောင်လာရင်အောင်မြင်တိုးတက်ပြီးတော့ကံကောင်းစီမဲ့အပတ်တာကာလအပိုင်းခြားဖြစ်ပါတယ်ခင်ဗျာအိမ်တော်ကြီး အိန္ဒိယနဲ့ပတ်သက်ရင်တော့ဘာကူမှမဆုံးဖြတ်ပါနဲ့တထဝပြိုလဲပြက်စီးတတ်တဲ့သဘောဖြစ်တဲ့အတွက်အပြက်သဘောဆောင်လို့ရှိရင်ဖြစ်နိုင်လို့ရှိရင်ဖြည့်ရှင်းနေတာမျိုးစကလုံးပြိုင်ဆိုင်လူနေတာမျိုးတက်စားရင်တယောက်နဲ့တယောက်တူးနဲ့တူးစိတ်စိတ်နေလိုက်ပါတယောက်ကဒါဆိုတယောက်ကဟိုဟာဖြစ်တာမျိုးတွေအပြိုင်ဆိုင်နေရတာငါတာဆိုပြီးဆုံးဖြတ်တာမျိုးလေးတွေဆိုရင် negative ပတ်မှာဆုံးဖြတ်တဲ့အရာလေးတွေဆိုရင်တွန်းအားပေးပြီးမလုဆောင်စေလိုပါဘူးအဆုံးဖြတ်ချက်တွေဟာအဟိုတယောက်ကဒေါသထွက်လာတယောက်ကစိတ်ကလေးချော့ပြီးတော့ဖြည့်ရှင်းနေနိုင်ဆောင်ရတာဟာပုံမအားတာကောင်းမှုပြီးတော့ကံကောင်းစေပါလိမ့်မယ်ခင်ဗျာ မိသားစုကိုအချိန်ပေးတာမျိုးတွေပို့ကောင်းပါတယ်ငကိုကဝေးကွာနေတော့သူတွေမိသားစုနဲ့ပြန်လဲတွေ့ရှိတာမျိုးတွေကြုံရတတ်တယ်ဖီးယားဖူးခီးတွေသွားရတာမျိုးမိသားစုနဲ့အတူခီးထွက်ရတာမျိုးတွေကြုံရတတ်တယ်ငကိုကတဦးနဲ့တူတယောက်နဲ့တယောက်ဝေးကွာနေတော့မိသားစုဝင်နေတော့ပြန်လဲစုံစည်းရတာမျိုးတွေကြုံရတတ်တယ်လို့မိမိရှိကိုမိသားစုဝင်တွေ့ချင်းသားချင်းတွေအလဲလာတာမျိုးတွေပျော်ရွှင်စရာတွေတို့လောက်ရတတ်တယ်တို့အတူဘာသာရေးဆိုင်ရာကိစ္စတွေအဖွဲ့အစည်းအတင်းအဖွဲ့နဲ့ပတ်သက်သောကိစ္စတွေရှေ့တို့ဆောင်ရွက်ပါအမွေကိစ္စအမှုကိစ္စတွေငကိုကအိမ်တွင်းနဲ့တူနဲ့တူတယောက်နဲ့တယောက်နားလည်မှုလွဲနေရှေ့ဆက်ပြီးတော့ညှိနှိုင်းတိုင်ပင်ပြီးတော့ကံကောင်းအောင်တိုးတက်အောင် စဉ်းစားတွေးခေါ်ပြီးတော့ညှိနှိုင်းရင်အောင်မြင်ခြင်းတိုးတက်ခြင်းတွေရရှိတက်တဲ့အတွက်ကြောင့်မလို့ဘာကိုဖြစ်ဖြစ်အိမ်တွင်းကိစ္စမိသားစုရဲ့ကိစ္စတွေမှာမိသားစုကိုအချိန်ပေးတာပိုကောင်းတယ်ဆိုတဲ့ကာလဖြစ်ပါတယ်။ဒါအပြင်မိဆွေတွေရဲ့အဟောင်းတွေရဲ့အကူအညီကိုရရှိတာမျိုးမိဟောင်းဆွေဟောင်းငွေပေါင်းတွေနဲ့ပြန်လဲတွေးရှိပြီးတော့အခွင့်အလမ်းကောင်းတွေရရှိတာမျိုးတွေကြုံရတတ်တယ်လို့လက်ရှိကာလမှာအခက်အခဲအကျက်တဲတွေနဲ့မရှိဘူးမိသားစုအချိန်ပေးတာမျိုးတွေနှွေးနှွေးထွေးထွေးနေတာမျိုးလေးတွေဟာပုံမကောင်းမှုပြီးတော့ အဆိုးဘက်မှာဆုံးဖြတ်ရင်ဘာမှဆုံးဖြတ်ရမတင်မင်းနဲ့အကောင့်ဘက်မှာအေးချမ်းမှုနဲ့ငြိမ်းချမ်းခြင်းတွေကိုဆုံးဖြတ်တဲ့အခါမှာအားသာပြီးတော့တိုးတက်နိုင်တယ်ဆိုတဲ့အပ္ပတ္တကာလဖြစ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့နေနဲ့ဒီတပတ်လာတော့တွင်မှာနေရာထိုင်ခြင်းနဲ့ပတ်သက်တာတွေညံ့ပါတယ် ခྱི་သွားကောင်းနဲ့ယာဓုလုပ်ငန်းကိုင်ငံနဲ့ပတ်သက်ရင်ထွက်တင်တယ်ဒါပေမဲ့ပြည်ပခྱི་သွားနဲ့ပတ်သက်လို့ရှိရင်နေရာထိုင်ရေးအစင်မပြေတာမျိုးတွေယာဓုလုပ်ငန်းကိုင်ငံနဲ့ပတ်သက်ရင်အပြိုင်ဆိုင်တိုက်ခိုက်တင်များတာမျိုးတွေမကောင်းတဲ့အတက်ပညာတွေလောကီပညာရက်တွေနဲ့ကိုယ့်ကိုနေရာမမြဲအောင်လုံမမြဲအောင်အစင်မပြေအောင်တိုက်ခိုက်တတ်တဲ့အတွက်တော့ဒီယူဆိုင်စင်ရင်ပြေဖို့လိုအပ်အကြောင်းနဲ့ကိုယ့်ကိုလုပ်ငန်းတူအလုပ်တူတွေကမကောင်းတဲ့အစီရင်အတက်ပညာတွေနဲ့ပြူစားခြင်းမျိုးတွေနှောက်ရှင်းမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့ဘာသာတရားပုံမူအားထုတ်စူးစမ်းပြီးဖို့လိုအပ်ပါတယ်ခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီအပ္ပတ္တတော်မှာဆိုရင်လက်ရှိပစ္စည်းနဲ့ပတ်သက်တာတွေဓာတ်တွေနဲ့ပတ်သက်တာတွေဖဏတ်တွေနဲ့ပတ်သက်တာ ာတွေဟိုဒီကိုဝင်ဆောင်မျိုးသမီးတွေနဲ့ပတ်သက်တာတွေဒီလိုမျိုးအရာလေးဒီမှာပြဿနာမဖြစ်စေနဲ့ရှောင်မဖြစ်နိုင်မဝင်တာမဝင်တာပို့ဖို့ကောင်းမှန်ပါတယ်ခင်ဗျာချွေဝင်တတ်ပါတယ်ငွေဝင်တတ်ပါတယ်စက်ပစ္စည်းဝင်တတ်ပါတယ်ညီကိုမောင်နှမတွေရဲ့ဆွမ်းနာလို့ပေါ့ဟိုစင်ရစီအရတော့ကလေးတွေပြုံးရတတ်တယ်သို့တော်မတင်မထားတော့အောင်မိသားစုရေးကိစ္စအိမ်နွေးကိစ္စတွေနားလည်မှုတွေနဲ့ဖြည့်ရှင်းဆောင်ရွက်ခြင်းဟာအားသာကောင်းမှုပြီးတော့တိုးတက်နိုင်တော့အပတ်တကလာအပိုင်းခြားဖြစ်ပါတယ်အကျိုးပေးစေသောအရာမျိုးတွေအနေနဲ့ဆိုရင် ဆက်သွယ်ရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးတယ်စာချုပ်စာတမ်းနဲ့တိတိကျကျလုပ်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်ဒါအပြင်စကားကိုခက်နေနေနဲ့ခက်များများလုပ်ရတဲ့အလုပ်တွေအကျိုးပေးတယ်ကိုပိုင်လုပ်ငန်းနဲ့ပတ်သက်ပြီးအကျိုးပေးတယ်လို့မိမိရဲ့အကြံစီအတွေးခေါ်တွေတိုင်ပင်အားသာခြင်းတိုးတက်ခြင်းတွေကောင်းမွန်ခြင်းတွေရရှိမယ်ဆိုတဲ့အပတ်တာဖြစ်ပါတယ်အလှကုန်ပစ္စည်းတွေပကြီးပမှုဘေးတွေမိတဲ့အဖတ်ဆန်းကြံတယုတ်ဆောင်အစိုးကအမှုပညာတုက္ကမနဲ့ပတ်သက်တာတွေရှိတိုးဆောင်ရလှုပ်ဆောင်ရင်အားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့အပတ်ဖြစ်ပါတယ်ခင်ဗျာအကျိုးပေးစီတော့အယောင်နေနဲ့ဆိုရင်တော့ ချွေဝါရောင်မိုးပြာရောင်တွေဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်စေပြီးတော့အကျိုးပေးသောကဏ္ဍအနေနဲ့ဆိုရင်ခုနှစ်ကဏ္ဍရှစ်ကဏ္ဍမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုစေပါတယ်အကျိုးမပေးစေသောအရာဒီတပတ်တာလုံးမှာဆိုရင်အရေးကြီးတဲ့ကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါ20 9ရက်နဲ့26ရက်နေ့တွေမှာပြောဆိုပြီးပြပြအောင်တော့ရင်ကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေရရှိမဲ့အပတ်တာဖြစ်ပါလေ။အရေးကြီးသောကိစ္စတွေကိုပြောဆိုလှုပ်ဆောင်ဆောင်ရွက်တဲ့အခါမျိုးတွေကြရင်မိတ်ဆွေတို့ရဲ့လုပ်ငန်းကိစ္စအလုပ်ကိစ္စအောင်မသွားမိမှာမိမိနေနဲ့မိမိအိမ်ကမသွားမိမှာ အရဟံတိတ်တိဘဂဝါအောင်ဆိုပြီးတော့၁၈ခေါက်တိတိရွတ်ဆိုပြီးတော့မိမိရဲ့အရေးကြီးသောကိစ္စတွေပြောဆိုဆောင်ရရင်အာသာကောင်းမှုတိုးတက်နိုင်ပါတယ်မိစွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတို့အယောင်းထက်စီပြီးတော့အယောင်းဝယ်ကောင်းစီရန်အတွက်ဆိုသတင်းစာဆက်ကူလေးတစ်ခုကိုလိတ်ပြီးတော့သတင်းစာဆက်ကူနဲ့တို့ထိရိုက်ပုတ်ပြီးတော့ရောင်းရင်မိစွေတို့ရဲ့ကုန်ပစ္စည်းရဲ့ရောင်းထွက်စီပါတယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြားလိုက်ပါရစီခင်ဗျာသတိထားစီနေမရမယ့်အချက်လေးတွေကတော့ မိမိအနေနဲ့အလောင်းကစားပျော်ပါးနဲ့ပတ်သက်လာတဲ့အခါမှာလူတာထက်ပိုပြီးတော့သုံးတာမျိုးလူအပေါင်းအသင်းမိတ်ဆွေတွေနဲ့ပတ်သက်လာရင်အပျော်ကနေအပြက်ဖြစ်တတ်တာလေးတွေဘယူဆိုင်ဆင်ရင်ပေးပါမကောင်းတဲ့တရင်ကောလာဟာလာတရင်တွေမဟုတ်မဟုတ်တရင်တွေကြားရတာမျိုးတရင်ဆိုးနဲ့ကြော်စောတတ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အဲဒါလေးကိုတေချာစဉ်းစားပြီးတော့တွေးခေါ်ပြီးတော့ယုံမှာ ဒါအပြင်မိတ်ဆွေတို့အနေနဲ့အပေါင်းသင်းကိစ္စအပျော်အဖကိစ္စလေးတွေမှာတော့အလိုရာထပ်ပို့ပြီးတော့မလုဆောင်ဖို့လိုအပ်ကြောင်းနဲ့အလောင်းကစားနဲ့ပတ်သက်တာလေးမှာတတိကျဆင်ခြင်ပေးဖို့လိုအပ်ကြောင်းထပ်လောင်းပြောလိုက်ပါရစေခင်ဗျာဒါအပြင်မိတ်ဆွေတို့အနေနဲ့လက်ရှိကာလအပိုင်းခြားအတော်တွင်းမှာဆိုလို့ရှိရင်တော့ဘာလို့ပဲဖြစ်ဖြစ်မိမိရဲ့အိမ်တွင်းအေးကိစ္စမိသားစုရေးကိစ္စတွေကိုတပားသူကိုယုံကြည်ပြီးပြောဆိုတာမျိုးတွေပြီးခဲ့ပြီးသားကိစ္စဖြစ်ခဲ့ပြီးတော့အမှားတွေကိုလာပြီးတော့တပန်ချင်းချောက်တာမျိုးတွေကြုံရတတ်တဲ့အတွက်ကြောင့်မလို့တော့မိတ်ဆွေတို့အနေနဲ့ဒါလေးတွေကိုတတိထားဆင်ခြင်ပေးရန်လိုအပ်ကြောင်းထပ်လောင်းပြောလိုပါတယ်အဆက်ဆက်ရရအစဉ်ပြေအောင်မြင်တိုးတက်စီပြီးတော့ကံကောင်းစီရန်အတွက်ဆို င်တော့ဘာသာတရားရဲ့အထောက်အကူလေးများများယူဖို့ထပ်လောင်းပြောကြားလိုပါတယ်ခင်ဗျာယေရှုတင်ပါတယ်ဆရာငယ်ရဲ့ဗုဒ္ဓဟူးရာဟုတာသမီးမိတ်ဆွေတွေအားလုံးဒီမေလနောက်ဆုံးပတ်အတွင်းမှာအဆက်ဆက်ရအောင်မြင်မှုတွေတိုးတက်ကြပါစေလို့ဆရာကမေတ္တာပို့ရင်းနဲ့ဆရာငယ်နာပေတွေမိချင်း0939 0939 416 7902916 WhatsApp Telegram မှာဖြစ်စေ Viber မှာဖြစ်စေဆက်သွယ်မေးမြန်းနိုင်ကြောင်းဆရာကမေတ္တာပို့ဆုတောင်းပြောကြားရင်းနဲ့ယေရှုတင်ပါတယ်ဆရာတို့နောက်လာမှာပြန်တွေ့ပါမယ်ခင်ဗျာ See you ပါ